စာရေးသူဆရာကြီးကျော်ဟင်းထက် ဥပဒေကုသိုလ်ရေးသားပေးထားပါတော့ကွင်းရာစာရင်မခံမရနိုင်အောင် ထုံးပေါက်ခဲ့ရင် တမိနစ်တွင်ပျောက်ကင်းသက်သာစေသောမြမရိုးရာနီလန်ကောင်းတစ်ခုလိုအမိရတဲ့ကျမ်းမာရေးဆေးလက်ဆောင်လေးပဲဖြစ်ပါလိမ့်စာရေးသူကျွန်တော်မှော်ပြီးတရင်သုံးကိုအလဲရောက်ခဲ့စဉ်ကရက်တကျဥအောင်မြင့်ရဲ့အိမ်မှာတဲခိုခဲ့ပါလိမ့်ညာဘက်ထမင်းစပြီးတော့ ကိုနန္ဒကဆရာလေးကွင်းစားပါအောင်လားအဲ့လိုဆိုတဲ့ဖြင့်ကွင်းတရားဝါလိုက်ပါလေကွင်းရစားတဲ့သူတွေကကွင်းဆိုင်ပြောင်းပြီးတော့စားမယ်ဆိုရင် ထုံပေါက်ချင်းဆက်ချင်းပူချင်းတို့မှဖြစ်စမြဲပဲဖြစ်ပါလေယခုစားရသူကိုယ်တိုင် ထုံပေါက်ချင်းဆက်ချင်းပူချင်းတို့ကို ခံစားနေရပါပြီကိုနန္ဒရေကျွန်တော်ထုံပေါက်လို့ဘာမှမစားကြတော့ပါဘူးဗျာ ဟာဗျာဆရာလေးကလည်းလွဲပါတယ်ဗျကျွန်တော်ပြောသလိုသာလှုပ်ဆမ်းပါချက်ချင်းပြောက်စေရပါမယ်ဗျထို့ကဲ့သို့ဆိုသဖြင့်စံတကြီးအောင်ထုံးပေါက်လို့ပူခြင်းဆက်ချင်းဝေဒနာများတမိနစ်တွင်တတ်တာပြောက်ကင်းသွားပါလိမ့်နီလန်းကတော့မခတ်ပါမိမိတို့ရဲ့နေအိမ်မှာစားသုံးတဲ့စောင်းစီသို့မဟုတ်ပဲစီနှမ်းစီစသဖြင့်ဘာစီပဲဖြစ်ဖြစ်ရပါတယ် အဲ့ဒီစားစီအနေငယ်ကို ထုံးပေါက်တဲ့နေရာကိုပွတ်လိမ့်ပေးရမှာဖြစ်ပါတယ်။စာရေးသူကိုယ်တိုင်ကြုံတွေ့ခဲ့ရခြင်းဖြစ်တာကြောင့်ဘௌဒ္ဓတာဖြစ်တင်ပြပေးလဲရပါတယ်။စာဖတ်သူတို့လည်းလက်တွေ့စံသက်ကြည့်နိုင်ပါတယ်။ဒီစင်းဒီကိုပြောပြပေးခဲ့ပါတော့ကိုနန္ဒကိုအထူးပဲကျေးဇူးတင်ပါတယ်။အာဂတွင်းနဲ့ပတ်သက်တဲ့နောက်ထပ်စင်းဒီကောင်းလေးတစ်ခုကိုထပ်မံပြီးတော့ဖတ်ပြတင်ဆက်ပေးခြင်းပါတယ်။စာရေးသူဆီယမကြီး တထဥပဒေကုတ္တရေးသားပေးထားပါတော့။သွားနာပြောက်ရန်ကုနီးမှန်လို့အမည်ရတဲ့ကျမ်းမာရေးဆေးလက်ဆောင်လေးပဲဖြစ်ပါတယ်။သွားနဲ့ပတ်သက်ပြီးခံစားရတဲ့ဝေဒနာများမှာသွားနာခြင်းကလည်းတစ်ခုအပါဝင်ဖြစ်ပါတယ်။သွားနာရခြင်းအကြောင်းရင်းများစွာရှိကြပါတယ်။မာကြောတဲ့အစားစားများကိုလွန်စွာစားသုံးမိခြင်းကြောင့်ဖြစ်စေတချို့ကအလွန်မာတဲ့ပလင်ပိတ်ခွင်များကျိုးစောင်များကိုအမတ်တမဲ့ အလွယ်သွားတဲ့ကိုက်ဖြတ်မိခြင်းကြောင့်ဖြစ်စေခန္ဓာကိုယ်တွင် အပူများခြင်းကြောင့်အပူကအထက်ကိုမှုတ်ပြီးသွားများကိုနာစေခြင်းကြောင့်ဖြစ်စေစတဲ့အကြောင်းအချက်များကြောင့်သွားနာမှုကို ဝေဒနာတစ်ခုအနေနဲ့ခံစားကြရပါတယ်လူတို့ဦးရဲ့ကျမ်းမာရေးမှာအစာကိုကျင့်ညက်စွာဝါးစားပေးခြင်းကလည်းအပါဝင်ဖြစ်တာကြောင့်သွားနာတဲ့အခါမှာအစာကိုကျင့်ညက်စွာဝါးမစားနိုင်တာကြောင့်တစ်ခါတစ်ခါမှအစာမကြည့်ခြင်း ဝမ်းချုပ်ခြင်းကောင်းခဲ့ခြင်းစသဖြင့်နောက်ဆက်တွဲဝေဒနာများ ခံစားလာရနိုင်ပါတယ်။ဒါကြောင့်သွားနာတဲ့အခါမှာအတတ်နိုင်ဆုံးနူးညံ့ပြောပြောင်းတဲ့အစာစာကိုရွေးပြီးတော့စားသုံးပေးကောင်းယခုဖော်ပြမယ့်စင်းဒီကိုအသုံးပြုပေးပါ။စင်းဒီကတော့လက်ချားတစမှာကြောက်ချင်းသုံးစာရော့ပြီးတော့ပြုလို့ရမှာဖြစ်ပါတယ်။မိမိလိုသလိုအတူအျော်ပြုလို့ပါ။အချိုးစားကတော့ပုံသင်းဒီတစသုံးစာဖြစ်ပါတယ်။ လက်ချားတစကြောက်ချင်းသုံးစကိုတတုဝတ်တစ်ခုမှထည့်ပြီးမိကြီးရဲ့ရဲ့ပေါ်မှာတင်ထားပေးပါမိရဲ့ပူချိန်နဲ့မကြခင် စေမြောင်စုပွားလာပါလိမ့်မယ်ဒီတိုင်းပဲထားပေးပါစုပွားမှုရက်သွားတဲ့အချိန်ကျမှအဲ့ဒီခွက်ကိုမိဘဘွားကချပြီးတော့အေးခံပါ အေးသွားပြီဆိုရင် အမုံပြုတ်လို့ပြီးလေးလုံးတန်ရှင်းတဲ့ဘူးတစ်ခုမှထည့်ပါအဲ့ဒီစေမုံကို နာနေတဲ့သွားများကိုတုတ်ပေးခြင်းသိပ်ပေးခြင်း ြုလုပ်ပေးပါပွတ်တက်ရန်မလိုပါ တိုးပေသိပ်ပေယုံနဲ့လုံလောက်ပါတယ်အဖိုးနဲ့ဝင်ပါတဲ့မြမရိုးရောင်လက်သုံးစစ်တလက်ဖြစ်ခြင်းကြောင့်အသုံးပြုနိုင်ကြရန်အတွက်တင်ပြပေးရပါတယ်နောက်ထပ်အောက်ကရွန်းနဲ့ပတ်သက်တဲ့စင်ဒီကောင်လေးတလက်ကိုလည်းတင်ပြပေးခြင်းပါတယ်ဆိုင်သူဆီယမကြီးတတော်ဥပဒေရေးသားထားတဲ့ကတွင်ယောဂလေးစားမြက်ပြုတ်ရီတောက်ပါလို့မြည်ရတဲ့ကျမ်းမာရေးဆက်လက်ဆောင်လေးပဲဖြစ်ပါတယ် နေသာမြက်လို့ခေါ်တဲ့မြေသာမြက်ကိုလက်ကစင်းမြောင်း၊ရာခင်းမြောင်း၊လမ်းပင်းမြောင်းမှာတခြားအလေးကျပေါပင်းများနဲ့ရောနှောပြီးတော့ဖြစ်စေ၊လူကြီးတက်တက်ဖြစ်စေတွေ့မြင်ရနိုင်ပါတယ်။ထိုနေသာမြက်ပင်ကိုမြေသာမြက်ဆိုပြီးတော့လဲခေါ်ကြသလို၎င်းမြက်ပင်ကိုဝါကြီးပါကချိုဖန်းအရသာရှိတာကြောင့်မြက်ချိုပင်ဆိုပြီးတော့လဲခေါ်ကြပါတယ်။ဒေသလျောက်အခေါ်အော်တွေကွဲပြားပါလိမ့်မယ်။မြေသာမြက်ပင်က အလေးကျလမ်းဘေးမှာပေါက်တဲ့အပင်ဖြစ်တော့လေမြန်မာမှုနယ်ပယ်ရိုးရာဒလင်းများလော်ဂီအစီရင်ကိစ္စများမှာမပေါမဖြစ်အသုံးပြုကြရသောအသုံးဝင်တဲ့အပင်ပဲဖြစ်ပါလေမင်္ဂလာပွဲများပရိအိုးများအတောင်အိုးများစတဲ့မင်္ဂလာပြုကိစ္စများမှာအတိကအသုံးပြုကြပြီးတန်ရင်မြမဆေးဖြစ်လေတမျိုးတည်းဖြစ်စေတခြားဆေးဘက်များနဲ့ပေါင်းဆက်ပြီးတော့ဖြစ်စေအသုံးပြုနိုင်ပါလေခန္ဓာကိုယ်အတွင်းအပူပုံများခြင်း ဝမ်းချုပ်ခြင်းတို့ရဲ့အကျိုးဆက်ဖြစ်ပါဇက်နှမ်းခြင်းနှုတ်ခမ်းများ၆တွေ့ကြွယ်ခြင်းလေချောင်းတွင်းမှာအပူနာများပေါက်ခြင်းစတဲ့ကတွင်းယောဂများတို့မြေသာမြက်လက်တဆုပ်ခန့်ကို ရေးဆေးပြီးတော့ရေးမက်ခွက်၃ခွက်နဲ့တက်ခွက်ကြံပြုတ်ပါအဲ့ဒီပြုတ်ကြီးကိုတနေကုန်တစိမ့်စိမ့်ပါဇက်တဲ့ငုံပေးခြင်းပါဇက်တဲ့ခဏငုံပြီးတော့မှတဖြည်းဖြည်းချင်းမျိုးချပေးခြင်းပြုတ်လုပ်ပေးပါနောက်တည့်ရရောက်ပြီဆိုရင် နောက်ထပ် စေးသစ်ပြုတ်ပြီးတော့တောက်ပေးပါကတွင်းမှာဖြစ်တဲ့ကိစ္စရမြကိုခက်ခဲခြင်းမရှိတက်တာပြောခြင်းသွားစီပါမယ်ဟုတ်ကဲ့ပါနောက်ထပ်အာကတွင်းနဲ့ပတ်သက်တဲ့မြမရိုးရာစင်းနီလေးတစ်ခုကိုလည်းထပ်မံပြီးတော့တင်ဆက်ပေးခြင်းပါတယ်စိုက်သူဆရာကြီးငွေလင်းရောင်နှမောက်ကုတူယူရေးသားပေးထားပါတော့အာကတွင်းအပူထားခြင်းတွက်ငုံစေးနီလို့အမည်ရတဲ့ကျမ်းမာရေးဆေးလက်ဆောင်လေးပဲဖြစ်ပါတယ်လူရဲ့ခန္ဓာကိုယ်အတွင်း အပူကိုအပုတ်ကိုမြောင်းကင်းအောင်ကဝမ်းချုပ်တဲ့ခါမှောင်းအပူငွေတို့အထက်ကိုစံတက်ပါလိမ့်အဲ့ဒီအပူကိုမြောင်းဥကောင်းမှထွက်ရင်သပင်ဖြူမိနားကနေထွက်ရင် နားထိုင်နားလေးဖြစ်မိမျက်စိကထွက်ပြီးဆိုရင် မျက်စိမုံခြင်းမျက်စိဆူခြင်းမျက်စိတင်းတလာကန့်ညိခြင်းဖြစ်ပါလိမ့်မယ်ပါဇက်အာကရွန်းမှထွက်မယ်ဆိုရင်တော့ရှာမအပူပူလေးများထပ်ပြီးရှာကွဲကအရသာခံလို့မရဖြစ်ခြင်းနှုတ်ခမ်းကွဲခြင်းများဖြစ်လိမ့်မယ် ်အပူငွေးတို့ကလေချောင်းမှာတစဉ်ဖြတ်တန်းလာခြင်းဖြစ်ရာလေချောင်းရာရန်ခြင်း လေချောင်းကွဲခြင်းအသက်ရှူလေးပြင်းရောင်ရမ်းခြင်းတိဖြစ်တတ်ပါလိမ့်နှကောင်းကနေအပူငွေးထွက်ပြီးဆိုရင်နှကောင်းသွေးယိုစီးခြင်းနှကောင်းတွင်ဖွဲ့ဆိုးအနာဖြစ်ခြင်းနှကောင်းပုတ်ခြင်းများဖြစ်တတ်ပါလိမ့်ဒါကြောင့်အပူကိုပုတ်ကူများကင်းစင်အောင်လို့ရေများများတောက်ခြင်းရေကိုအချိန်မှန်ချိန်စချိုးခြင်းများ ပြုလုပ်ပေးသင့်ပါလိမ့်တကယ်လို့အာဂတွင် ရှာနှုတ်ခမ်းကွဲခြင်းအပူပူထားခြင်းတို့ဖြစ်ခဲ့ပြီဆိုရင် အောက်ပါငုံဈေးကိုပြုတ်လို့ပြီးသုံးဆွဲပေးနိုင်ပါတယ်။ငုံဈေးလို့ဆိုသဖြင့်ခက်ခက်ခဲခဲပြုတ်လို့ရမလို့ပါ။အလွန်အင်မတန်လွယ်ကူပြီးကိုယ်တိုင်အမြန်ပြုတ်လို့ပြီးသုံးဆွဲနိုင်ပါတယ်။စင်နီကတော့တံမြာတိတချမ်းကိုအည်ညှစ်ပါ။တံမြာကြီးဟင်းတောက်ဆွင်တစ်စွင်စူပွက်ပြီးတဲ့ရွှေနှွေးပြူဟင်းတောက်ဆွင်စတဲ့စွင် ရောထည့်ပြီးတော့မှုေပါ အာကရွန်းမှာငုံနိုင်လောက်တဲ့အပူချိန်မှာငုံနိုင်သမျှကြာကြာငုံပြီးတော့ထွေထုတ်ပေးပါဝမ်းထဲကိုရောက်သွားရင်လည်းဘာမှမဖြစ်ပါဘေးတွက်ဆိုးကျွမရှိပါသုံးချိန်လောက်ငုံနိုင်သမျှငုံထွေးပေးခြင်းနဲ့အာကရွန်းရှာနှုတ်ခမ်းခွဲခြင်းအပူပူထားခြင်းတို့တတ်တာပြောင်းကင်းသွားပါလိမ့်မယ်ဟုတ်ကဲ့ပါနားဆင်သူမိတ်ဆွေတယောက်ချင်းစီတိုင်းနဲ့စိုက်သူဆရာကြီးဆရာမကြီးတို့ကိုလည်းအထူးပင်ကျေးဇူးတင်ရပါကြောင်း ဟုတ်ကဲ့ပါစာအုပ်စာပေဖတ်ရှုပြီးပုဂ္ဂတုတာရှာဖွေရတာကိုဝါသနာပါပေမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ရေလိုကြီးဘိုးဘွားမိဘဘိန်တော်သမားတော်ကြီးများရေးသားပြုစုထားရပေးခဲ့ပါတော့ကျမ်းမာရေးဆေးလက်ဆောင်များကိုနေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ